တ်တယ်လို့တော့သုံးသက်တယ်နောက်ထပ်ဘယ်သူတွေအထိပါဝင်နေလဲဆိုရှင်အဲ့ဒီမှာเนาะဒေသခံကဇော်မင်းဇော်မင်းဆိုတာလဲသူကဘယ်လိုခေါင်းလဲအာ NLD ရဲ့ဒေသလွှတ်တော်ကိုယ်စားလှယ်လို့ပြောလို့ရတယ်အခုတော့ဆိုတော့ခုနေပြီသူကိုယ်တိုင်ကဒီဒေသရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်เนาะဒီဒေသရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးဒီဒေသကိုပဲပြန်ပြီးတော့ဒုက္ခပေးနေတယ်အဲ့တော့ခင်ဗျားတို့ဒီ NLD အနီးများဟာလဲเนาะ ဒီရွာတွေဒီမြို့တွေပြောင်းလုပ်နေတာခင်ဗျားတို့ပဲအဲ့တော့ဒီရွာတွေအဲဒါကတော့ဗိုင်းမင်းမိတာမင်းလို့လိုက်ဟမ်ရွာတွေမြို့တွေပြောင်းလို့တာဘယ်ကိုမေကိုလို့လဲ ောင်းမဲ့မင်္ဂလာခင်ဗျကျွန်တော်ဒီခုံမိုးရောက်ပြီဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်အစီအစဉ်လေးဖြစ်တဲ့ပြောစရာရှိလို့ပြောရအောင်ပဲဗျာကျွန်တော်ပြောစရာရှိလို့ပြောအောင်ပဲအစီအစဉ်လေးမှာဆိုရင်ကျွန်တော်တို့လူတွေအားလုံးစိတ်ဝင်စားနေတဲ့ကျွန်တော်ထိထစကန်သိတိုက်ပွဲကျွန်တော်တို့တက်လာတော့ကတော့သတင်းတွေတက်လာတော့ကတော့ကျွန်တော်တို့ viewer မှုကို အသေးဖမ်းမိလို့တက်လာတယ်။အဲနောက်ပိုင်းကျတော့အဲ့လိုမဟုတ်ဘူးကြီး။ဖမ်းမိတာတော့အရှင်ဖမ်းမိတာ။အရှင်ဖမ်းမိရောမှ तू ကမချေမငန်းစကားပြန်ပြောတဲ့အတွက်ကျွန်တော်တော်လိုင်းဘက်ကရှင်းမလိုက်တဲ့လူကြားတယ်ဗျာ။ကျွန်တော်တို့မှာကဒီကောင်းနေတဲ့တွေ့ရင်ဘာဖြစ်နေလဲကျွန်တော်စစ်သုံးပတ်နေတဲ့တွေ့ရင်ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ကစောက်လေစုစားလေယူဖြင့်ဒီကောင်တွေကိုအကုန်တက်လိုက်ပြန်လေကျွန်တော်တို့စစ်ဥတွေနဲ့စစ်တုပ်ပန့်ဥတွေနဲ့ကျွန်တော်တို့ညှိုးမယ်ဒီတိုင်းထားပြန်တော့လေဒီကောင်တွေကအဲ့လိုမချေမငန်နေရှိရောဗျာဒီကောင်တွေကမမိခင်ရတာဒီကောင်တွေဘက်မှာဘာရှိလဲဆိုတော့ ဒီကောင်နဲ့မမိခင်မမိခင်ရတာပြည်သူတွေနှိပ်စက်မယ်ပြည်သူတွေတတ်မယ်ရွာတွေကိုမီးရှို့မယ်ဖျက်ဆီးမယ်အာငါတို့ကောင်တွေတော်လိုင်းရေးလက်ထဲရောက်သွားမိသွားရင်ငါတို့တွေအေးဆေးနေရပါတယ်အေးဆေးစားရပါတယ်ဆိုတော့အတွေးတွေအခုလက်ရှိကောင်းနေပါအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့က ဒီကောင်တွေကိုစုတ်လဲစုစားလဲယူဆိုအဲ့ဒါကိုပြောတာမမိခင်အချိန်ရတာဒီကောင်တွေပြည်သူကြိုက်တယ်လို့နှိပ်စက်တယ်ကြိုက်တယ်လို့တက်ဖြတ်တယ်ဒါမိသွားရအောင်နေသူတို့ချင်းလဲပြောမျောရအောင်လုတ်လုတ်စရာကြီးကလုတ်ငါတို့ကောင်တွေမိသွားလဲဒီကောင်တွေစကန်းလာသေးလို့မိသွားလဲငါတို့လက်နဲ့ချအញ្ញမ်းထားလိုက်ငါတို့မတက်ဘူးငါတို့ကောင်းကောင်းမဟုတ်တော့နေရအောင်ပဲအဲ့လိုအတွေးမျိုးတွေဒီကောင်တွေမှာရှိရတယ်ထင်ပါတယ်ဗျာနော်โอเคပါ ထားလိုက်ပါတော့ဒါလေးကစကားကြုံလို့ဝင်ပြောခြင်းမို့ကျွန်တော်အဓိကပြောခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ပြောင်ကြီးပေါ့နော်ပြောင်ကြီးပြောင်ကြီးက AI တိုင်းနဲ့ပတ်သက်ပြီးပြောထားတယ်ပေါ့ဗျာနော်စစ်ကူခေါ်လို့စစ်လာပြီဆိုပြီးတော့အဲ့တော့ဒီကောင်ထုံးစံတိုင်းပဲစစ်တပ်ဘက်က ဘလောက်ကာကွယ်ပြီးပြောမလဲဆိုတော့ကိုကျွန်တော်တွေအတူတူနားထောင်ကြည့်လိုက်အောင်ပြမင်္ဂလာပါကျွန်တော်အမျိုးတွေအာဒီနေ့တော့စစ်ကိုခေါ်လို့စစ်လာခဲ့ပြီအရာဝင်ဆိုတဲ့ပုံစံမျိုးဖြစ်နေပါပြီအခုကျွန်တော်တို့ရဲ့ဒီ AR တိုင်းအစုံပေါ့ AR တိုင်းအစုံဆိုလို့ရှိရင်ရိုးမတောင်ချေပေါ့ရခိုင်ရိုးမတောင်ချေအဲ့ဒီဒေတာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အမ်ဘလိုခေါ်မလဲလင်းညနာတို့ရေကြီးတို့နော် အဲ့ဒီဘက်ချင်ကွင်းကောက်တို့အဲ့ဒီဘက်ချန်အဲ့ဒီမြို့နယ်တွေပေါ့အဲ့ဒီမြို့နယ်တွေမှာပြရဲ့ဒီဘောဆိုတော့တောင်ကြီးရွာတွေမှာအခုဆိုရှင်တိုက်ပွဲတွေကကြီးကြီးမားမားဖြစ်နေပြီတစ်ဖက်တစ်ပုံကလည်းအင်အား3000ကျော်4000တဲ့ကိုအဲ့ဒီထဲကိုစိတ်ဝင်နေတာဖြစ်တယ်စိတ်ဝင်နေတယ်လို့ရွာထဲမှာကူးဝင်ဖွေးဝင်နေပြီအဆိုအာသူပြောသလိုဆိုရင်ကျွန်တော်လေးမျက်နာတို့ကွင်းကောက်တို့ရောက်လို့ဆိုဒါကျွန်တော်တို့ဟင်္ဒရာခရိုင်ကိုကတ်လာရောနော်ဟင်္ဒရာကိုနီးလာရောနော် ကျွန်တော်ဟင်္ဒရာဟင်္ဒရာเนาะဘောမအနုပညာရှင်တချို့တချို့ဒီသတိထားကြတယ်ပေါ့เนาะဘယ်သူတွေလဲဆိုတော့ခုခုတီးကြเนาะအဲ့ဒါဒီရဲ့ရွာတဲကိုဝင်လို့ရအောင်လဲဒီနေမြေမှာရှိနေတော့ဒီရွာခံတွေငါဒီရွာခံတွေကပဲဖိတ်ခေါ်ခဲ့တယ်อืมသူတို့ရဲ့ရိတ်ခါကအစဆဆရရပေါ့ပြေလည်အောင်ခင်ဗျားတို့ ပူပေါင်းချန်စီခဲ့တဲ့တပုံနဲ့အဲ့လိုပူပေါင်းချန်စီခဲ့မှုကြောင့်အခုအဲ့ဒီရွာတွေဘာတွေဖြစ်နေပြီလဲဆိုလို့ရှိရင်တော့တိုက်ပွဲပြင်းပြင်းထန်ထန်ကြီးကြီးမားမားတွေဖြစ်နေပြီခင်ဗျအဲ့တော့အဲ့ဟာငါပြောပြမယ်ဒါပြောမယ်ဆိုသူတို့ကရွာကိုချက်တာနိုင်ငံကိုချက်တာနော်ဘာလို့လဲဆိုတော့မင်းတို့စစ်တက်လောက်မင်းတို့အကြမ်းဖက်စစ်တက်လောက်စိုးတဲ့တောင်ဒီနိုင်ငံမှာမရှိဘူးငါတို့နိုင်ငံမှာမရှိဘူး နော်အော်ဘယ်လောက်ဒီဆိုလဲဆိုတော့စကားလေးကြုံလို့ပြောမယ်ကျွန်တော်နိုင်ငံတကာကူညီထောက်ပံ့ထားတဲ့စေဝါတွေပစ္စည်းတွေနော်ကျွန်တော်နေပြီးတော့မှမလူပဲနဲ့ကျွန်တော်အပုံနဲ့ကြီးတိုင်းကြီးပစ်ထားတယ်နော်မင်းတို့စစ်တပ်ကိုချစ်တဲ့ကောင်တွေဘောမားတွေကောင်ပြောကြစမ်းပါနော်ဓကုံနဲ့တကအမိုက်ပုံကြီးကြနေအကုန်ပစ်ထားတယ်ဒါတွေတော့မဟုတ်ကျွန်တော်ရခိုင်မှာတော့လည်းကျွန်တော်တို့အိန္ဒိယလူတွေစံအိတ်တွေစံအိတ်တွေသူတို့ ဘန်ဟာတွေလှုပ်ထားတယ်ဘလောက်ပြည်သူတွေမလှုပ်ဘဲနဲ့ဘလောက်စောက်ချင်းရုပ်လိုက်လဲတက်မတော်ဘူးလေဟမ်မြန်မာနိုင်ငံမှာစစ်တက်လောက်စောက်ချင်းမကောင်းတာစစ်တက်ပဲရှိတယ်။ဒါမှဒါကြုံလို့ပြောတာမင်းတို့စစ်တက်ကိုလက်မခံလို့အာနာရှင်ကိုမကြိုက်လို့တော်လိုင်းရင်အားသူခေါ်တာအဲ့ဒီရောလေးစားတယ်ဘယ်မှာဦးဆုံးပြောရမှာကတော့ အဲစစ်ပွဲတစ်ပွဲနဲ့ကျွန်တော်စပါဘာလို့ပြန်တော့ဂျန်နေရွာတွေလည်းအခုတိုက်ပွဲတော့ဖြစ်တယ်ဒါပေမဲ့လည်းအကြီးကြီးမားမားကြီးတော့အာတို့အနေနဲ့ဝင်လုံးတာတော့မရှိဘူးအခုကြီးကြီးမားမားကြီးပေါ့ဒီဝင်လုံးတာပေါ့အေအေနဲ့ကုပေါင်းဖွဲ့တွေပေါ့ချင်းတွေပါမယ်ကျွန်တော်တို့ဒေသခံ PDF တွေပါမယ်တခြားဒေသက PDF တွေပါမယ်သူတို့အားလုံးပူပေါင်းပြီးလာတာဆိုတော့ချင်းအင် အားမရှိဘူးဆိုတော့3500 4000မှရှိတယ်။อืมအဲ့ဒီအင်အားနဲ့ကျွန်တော်ရေကြီးအပိုင်းတွေကเนาะ အဲဘလော့ခ်အောင်ကြောက်ကြီးကြီးပိုင်းတွေကပဲပြောရမှာပေါ့အဲ့ဒီအဆက်မှာဆိုတော့ပန်တော်ကြီးပေါ့နော်ပန်တော်ကြီးရွာကိုသူတို့အရာဝင်လုံးပါလားအဲ့ဒီရွာမှာအရာဝင်လုံးနဲ့ပြောအဲ့ဒီမှာရှိနေတစ္ဆတ်ထဲမှာလဲအဲသူတို့စခန်းနေနေရာယူထားတယ်နေရာယူထားပြီးတော့အဲ့ဒီမှာကျွန်တော်တို့ရွာနဲ့ရွာမှာပေါ့နော်ရွာနဲ့မလန်မကန်းမှာတက်ဆွဲထားတယ်အဲ့ဒီတက်ကိုရတိုက်တာပါအတိုက်တဲ့အခါမှာတော့တက်ကလည်းရွရွချင်ချင်ပြန်လဲပြီးတော့ခုခံပါလေနော်ခုခံပြီးတော့ ်ချိန်မုံးပါတယ်ချိန်မုံးတဲ့ခါမှာလေရင်နဲ့လည်းကျဲပါတယ် drone နဲ့လည်းကျဲပါတယ် point fight နဲ့လည်းပြစ်ပါတယ်တိုက်ပွဲကတတိုကြီးကိုပြင်ထန်ခဲ့တာပါနောက်ဆုံးပြီးတစ်ဖက်ကအင်အားရန်များပြီးတော့လုံးလုံးအားကြီးလို့ပေါ့ဗျာနော်ကျွန်တော်တို့ဒီတက်ဖက်ကနေပြီးတော့အဲလက်နက်ကြီးပြစ်တဲ့လက်နက်ကြီးတက်ကခိတခဏနောက်ဆုတ်လိုက်တယ်ပေါ့နောက်ဆုတ်လိုက်ရဆိုတာလည်းလက်နက်ကြီးပြစ်တဲ့တက်ကခိတခဏနောက်ဆုတ်တာဒီကောင်တွေ viewer ရဲ့နော်လာပြန်ဒီကောင်လာပြန်နောက်ဆုတ် viewer လာပြန်နော် စုပ်ယူပါရဲ့ခွာခွာပြူပါရဲ့နောက်တေးပေးပြူပါရဲ့ဒီကောင်ပြူပါရရများတယ်မဟုတ်လေဟိုအစ်ရှုံးလို့ထွက်ပြရတယ်ထွက်ပြရတယ်မပြောနောက်နောက်စုပ်ပြရတယ်ဒီကောင်ဘာဆက်ပြောမလဲမသိရှိတယ်ဘောနော်အဲဒီနေရာမှာကျွန်တော်နားလည်မှုနည်းလွဲသွားတယ်နားလည်မှုလွဲရဆိုတာကျွန်တော်ကဒီလက်လက်ကြီးတက်နောက်ဆုတ်တာကိုကြည့်ပြီးတော့ကျွန်တော်ကပန်းတော်ကြီးကြာသွားပြီဆိုပြီးတော့အားလုံးကခု online ပေါ်မှာပြောဆိုနေရရှိတယ်เนาะအထုတ်တူပဲကျွန်တော်ကိုယ်တိုင်လည်းမနေ့ကသတင်းတွေအားလုံးစုစည်းတဲ့ခါမှာကြာသွားပြီ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 ဆိုတဲ့ပုံစံမျိုးတွေအထိကြားနေရတဲ့ခါကျမှကျွန်တော်ကိုယ်တိုင်မှနားလည်မှုလွဲသွားတဲ့အခြေအနေမျိုးတွေရှိတယ်ရှိတဲ့ခါမှာကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးတော့အမြင်ကြီးကိုဆက်လက်လေ့လာပါတယ်လေ့လာတဲ့အခါမှာတော့အမှန်တကယ်ကတော့ pandology ကကြာသွားတာမဟုတ်ပင်နဲ့လက်နက်ကြီးပြစ်ကူမရှင်းဘူးဆိုလိုချင်တာ၃လေးလေးလက်နက်ကြီး၃လေးလေးကနေလက်နက်ကြီးပြစ်ကူလာပေးတယ်ပေးတဲ့ခါမှာအဲအဲ့ဒီကျွန်တော်ပန်းတော်ကြီးမှာရှိနေတဲ့ စေတူကြတဲ့ပုံတွေကိုထူပါတယ်အဲထူတဲ့အခါမှာပြစ်ကွင်းမရှင်းတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးဆိုတာမျိုးကလည်းသူ့ရဲ့ဒီအကွာဝေးကလုံသေးတာဟုတ်နော်အကွာဝေးလိုတဲ့အတွက်ကြောင့်မို့လို့လက်နက်ကြီးတက်ကနောက်ဆုတ်လိုက်တယ်နော်ဒီအောင်ရှင်းပြရတော့ကြီးတော့ကြီးရနော်နောက်ဆက်ထွက်ပြေးကြီးတော့ဘာလဲကွာအဲ နောက်ဆုံးတဲ့ခါကျတော့ဟာကျွန်တော်ကနောက်ဆုံးပြီဆိုလို့ရှိရင်ဒါရသားတာမန်ကျွန်တော်တို့အမြင်ဆိုလို့ရှိရင်တော့ဒါကြာသွားပြီပေါ့ဗျာအဲဒါမဲ့တော့တေချာဆန်းစစ်ရှိတဲ့ခါကျတော့ကြာလာမှာဟုတ်ပဲနဲ့လက်နက်ကြီးတက်ကခိတ္တနောက်ဆုံးလိုက်တယ်နောက်ဆုံးခိတ္တနောက်ဆုံးလိုက်ရတယ်တရားလူမျိုးအာ အဲ့နောက်ဆုံးတဲ့နေရာနေလက်နက်ကြီးနဲ့ပြန်ပြစ်တယ်ပြစ်တဲ့ခါမှာကျွန်တော်ညမိုးချုပ်ထိကလက်နက်ကြီးကြံနေတအုံးအောင်ကြားနေကျွန်တော်ဒေသခံတွေကိုကျွန်တော်ဆက်လက်မေးမြန်းပါတယ်မေးမြန်းတဲ့ခါမှာဟာကိုရဲ့ဒီချိန်ဒီချိန်ဒီတော့ဒီလိုမျိုးလက်နက်ကြီးပြစ်တာကြားနေရတယ်ဟာလီရင်နေတဲ့ပြစ်နေတယ်တော်တော်ကြမ်းနေပါတယ်ပန်တော်ကြီးပါတယ်အဲ့တော့ကြသွားပြီလို့ကျွန်တော်တို့ကလည်းမထင်ခဲ့တာဗျအမှန်တကယ်ကတော့မကြဘဲနဲ့နောက်ဆုံးပိတ်တော့ ရွှေဘာရွှေဘာပါပဲဟုတ်ကြနော်အဲ့ဒီစေသွေးကြတပုံနေ AA နဲ့ဒီ PDF ချင်းအားလုံးသောပူပေါင်းတပုံနေဟာဆိုလို့ရှိရင်တော့အဲကြာဆုံးများဆိုတာနဲ့အင်အား100ကျော်လောက်တို့ကြာဆုံးပါပါလားစစ်တပ်ကလုံးဝကြာဆုံးမရှိဘူးလို့ဒီအောင်ကြားသိရပါတယ်နော်ညမင်းတို့ကတော့နေမင်းဟုတ်ကဂျင်းထဲတာပြစ်လိုက်မယ်နော်ဂျင်းထဲတာပြစ်လိုက်မင်းလည်း မြင်မြင်မြောက်လို့ငါလည်းမြင်မြင်မရဘူးဟုတ်လားတရားလို့ဟိုဘက်ကပြောတာဆွတ်ယုံပြီးတော့ရှောက်ပြောမယ်ပြီးမင်းရေခဲလို့ပြောရမယ်မင်းပြောတာတွေဟာစောက်လွဲတွေမင်းကအဲ့မြင်မြင်ရဲ့ကောင်တွေကမင်းကိုစောက်ရှက်ခွဲနေတာဖြစ်ဖို့လည်းပြရတော့တတိနေ့ကိုတေချာလေးလိုက်ဟုတ်음သူဘက်ကတရားမှမကြောက်စရာဟုတ်နိုင်ပါမလားဗျာစင်းလဲစင်းလာပါအဲ့တော့လုံးဝနောက်ဆုံး သွားရပါပြီ။ဘယ်ကိုသူကြောင့်နောက်ဆက်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့စံကလေးရွာကိုနောက်ဆက်သွားတယ်လို့ပြောလို့ရပါတယ်။စံကလေးဆိုတာကကျွန်တော်ယူမတောင်ချီရွာတွေပါပဲ။အဲသူတို့ပြန်ဆုပ်တဲ့အခါမှာယူနံမဆုပ်ပါဘူး။သူတို့ဆုပ်တဲ့အခါမှာအဲသူတို့ရဲ့ဒီဖုန်ကြီးတစ်ပါးရဲ့ဆီယာမတစ်ယောက်ရဲ့ကျန်တဲ့ရွာသားနော်အလုံးပေါင်းဆိုလို့ရှိရင်9ယောက်ကိုဖန်စီခေါ်ဆောင်သွားပါတယ်ပေါ့နော်။အဲဒီမတိုင်ငယ်မှာဖန်စီသား6ယောက်ရှိသေးတယ်။အဲဒီ6ယောက်ကတော့ဒီလက်နက်ကြီးနဲ့ပြစ်တဲ့အခါမှာနော်ကျွန်တော်တို့ ၃ယောက်ပြန်လွတ်လာတယ်ကြားသိရတယ်အဲ့တော့အဲအားလုံးအခု online ပေါ်မှာပြောနေကြသလိုနော်အမှန်တကယ်ကတော့မြေပြင်မှာပန်းတော်ကြီးတွေမကြဘဲနဲ့တပုံတွေလုံးဝနောက်ဆုတ်သွားရပါပြီအဲ့တော့ဆိုလိုချင်တာကတော့အဲ့ဒီတပုံကအခုပန်းတော်ကြီးကရင်နောက်ဆုတ်သွားပြီဆိုတော့သူ့ရဲ့အမာခံရွာတွေဖြစ်တယ်အခု AA ကအဲ့နေရာကသူတို့နေပြီ AA နဲ့ဒီစစ်သေးရတပုံပေါ့ PDF တွေအားလုံးသူတို့နေပြီလို့ဖြစ်နေပြီအဲ့ဒီယူမယူမတောင်ချီကဒီရွာလေးတွေပေါ့အဲ့ဒီရွာတွေဆိုလို့ရှိရင်ပါရွာတွေခေါင်းလဲဆိုဆက်ဆက်ယူလို့နော်စံကလေးလို့နော် အနောက်ထပ်အဲဘလိုခေါ်မလဲအများကြီးပါပဲเนาะအဲ့ဒီဂျွာတွေမှာအဲသူတို့သူတို့ရဲ့ပြန်ပြီးတော့ဝင်သွားကြပြီပေါ့ဗျာเนาะအဲ့တော့အဲ့ဒီဂျွာတွေကကျွန်တော်ဆက်လက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာဂျွာတွေကိုယ်တိုင်ကလည်းပူပေါင်းတာဖြစ်တယ်ဂျွာတွေကိုယ်တိုင်ကလည်းပြီးတော့လာပါလာပါအေးအေးဆိုပြီးတော့เนาะစေတုရတဲ့ပုံတွေရက်တက်ခတ်ပြီးခေါ်တာဖြစ်တယ်ဂျွာတွေကိုယ်တိုင်အေးလေဒါပြောပြီးတာပထမပြောပြီးတာပဲခေါ်ရဲဆိုတာကမင်းတို့အကြံပေးစစ်တပ်ကိုအလိုမရှိလို့လေကွာ နော်မြန်မာနိုင်ငံမှာမင်းတို့အချမ်းပဲစစ်တဲ့မြင်းမြဲအမြင့်ပြက်မှာငါတို့နိုင်ငံကြီးကကောင်းစားပါလေနော်အဲ့ဒါမှပြည်သူတွေအေးအေးကြမ်းကြမ်းနေရမှာမင်းတို့အချမ်းပဲစစ်တဲ့ရှိနေသမျှတော့ဒီနိုင်ငံကြီးကအေးရမှာမဟုတ်သေးကြတယ်အင်းနေတော့နေမီပိနေပိရတယ်ဖြစ်တယ်နော်ဘယ်လိုလုပ်ရလဲဆိုရင်အဲ့ဒီမှာအဲအေးအေးတဘုံအတွက်ပေါ့နော်ဒီရိတ်ခါ နော်ဒီစေတရတဲ့ပုံနဲ့အားလုံးအတွက်ရိတ်ခါရှာပေးရတဲ့သူကလည်းအဲမပြောချင်မနဲ့ပြောအောင်ပဲဗျာနော်အဲဒီကတော့နော်ကုန်းပြင်အုတ်ချုပ်ရည်မှုကိုယ်တိုင်ပါဝင်နေတယ်နော်အဲ့ဒါကလည်းဟိုဘယ်လိုခေါ်မလဲဆိုတော့ကြာတိနေရတယ်ပေါ့ဒါတွေကမင်းကြီးကျက်တဲ့လုံတော့တော့じゃမင်းအဲ့ဒီကုန်းပြင်အုတ်ချုပ်ရည်မှုသူနဲ့မတည့်တဲ့လူတယောက်ကသူနဲ့မတည့်တဲ့လူတယောက်ကဒါအေယိုရိတ်ခါရွယ်ပို့နေပါတယ်သူကိုယ်တိုင်ခေါ်ရတယ်ဆိုရင်အဲ့ မင်းဂျားရီကဟိုကအပြစ်မဲ့ပြည်သူတယောက်ကနားကောင်းမယ်နော်မင်းတို့ချမ်ပဲစစ်တက်ကလည်းအုံနောက်ရှိတာမဟုတ်ဘူးမင်းတို့ခိုင်းနာမှန်တပြအကုန်လိုက်လုပ်နေတာစေမင်းများမို့လိုအပ်တယ်လို့တော့သုံးသက်တယ်နောက်ထပ်ဘယ်သူတွေအထိပါဝင်နေလဲဆိုရှင်အဲ့ဒီမှာနော်ဒေသခံကစောမင်းစောမင်းဆိုတော့လည်းသူကဘယ်လိုခေါင်းလဲအာအန်အဒီရဲ့ဒေသလွတ်တော်ကိုယ်စားလှယ်လို့ပြောလို့ရတယ်အခုလို့ဆိုတော့တောခုန်နေပြီသူကိုယ်တိုင်က ဒီဒေတာရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်နော်ဒီဒေတာရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးဒီဒေတာကိုပဲပြန်ပြီးတော့ဒုက္ခပေးနေတယ်အဲ့တော့ခင်ဗျားတို့ဒီ NLD အနီများဟာလေနော်ဒီရွာတွေဒီမြို့တွေပြောင်းလို့တာခင်ဗျားတို့ပဲအဲ့တော့ဒီရွာတွေအဲဒါကတော့ဗျမိမိတာမင်းတို့လိုက်ဟမ်ရွာတွေမြို့တွေပြောင်းလို့တာဘယ်ကိုမေကိုလို့လဲဟမ်ဘယ်ကောင်ရင်လို့တာလဲအေးလုံးမျိုးအဲ့လိုပြောရင်ကျွန်တော်ကဒေါသထွက်ထွက်လာတယ်ကတော့ဗျအလုံးမဆောက်ပေး မင်းတို့ကောင်တွေမှာမင်းစုံလုံးမျက်လုံးစုံမိတ်ပြီးတော့ကိုမင်းအောင်လိုက်လီကိုစုတ်ကြငါလုံးဝသားမျိုးတွေပြောပါရဲ့သူတို့စစ်ခေါ်ခဲ့တယ်စစ်ခေါ်ခဲ့တော့စစ်လာတယ်စစ်လာတော့ခုဘာလေးဖြစ်ကုန်ပြီလဲခုပန်းတော်ကြီးပဲစုတ်ပြတ်တသွားပြီဂျန်နဲ့ဆက်ဆက်ယူတို့ဟလာအဲ့ဒီနောက်ပိုင်းကစန်းကလေးတို့အဲ့ဒီရွာလေးအားလုံးကဟာလေစဉ်းစားလာကြည့်ပေါ့ဗျာနော်မကြ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 လေးနဲ့ကျဲနေပါလေကွင်းကောက်မှာရှိနေတဲ့ တက္ကကငါးပေါ့တက္ကကငါးဆိုလို့ရှိတယ်ပေါ့နော်အဲ့ဒီမှာရှိနေတဲ့ဒီတက္ကကငါးတန်းမြင့်တင်တန်းအကြောင်းဟာဆိုလို့ရှိရင်လေဒီပုံကလည်းအမြဲချောင်းနေတဲ့အကြောင်းအဲ့ဒီမှာရှိနေတဲ့ဒေသခံတော်မှာပဲကျွန်တော်တို့စစ်ပေးရှောင်နေတာရရှိတယ်နော်တော်ပါတော့လည်းပဲအဲစစ်ပေးရှောင်တွေအားလုံးကတော့စိုးရိမ်လို့ရှောင်တာဖြစ်ပါလိမ့်မယ်အခုချိန်ကြီးကကွင်းကောက်မှာတော့အဲရန်သူတပုံနေနော်စိတ်ဝင်နေတာရှိတယ်အဲ့ဒီကွင်းကောက်တစ်ခုထဲမှာနေပဲကျွန်တော်တို့ရခိုင်ပြည်နယ်ကနေပြီးတော့ရခိုင်ပြည်နယ်သားတွေပေါ့ဝင်လာကြတယ်စစ်ပေးရှောင်ကြတယ် ဲ့ဒီစစ်ပေးရှောင်တွေထဲမှာလဲမနေ့ကပေါ့နော်ကျွန်တော်ပြောသလိုယူသားတဲ့သူတွေပါသလိုစစ်သွေးကြတပုံတွေရဲ့နော်ဟိုဘယ်လိုခေါမလဲပျောက် जा စစ်ထောက်တော်တွေလည်းပါမယ်လို့တော့ကျွန်တော်တို့သုံးသပ်တယ်အဲ့တော့တင်းချာကိုဂရုတစိုက်နဲ့စောင့်ကြည့်ရမယ်လို့တော့ကျွန်တော်သတိပေးပြရစီပေါ့ဗျာနော်အဲ့တော့အဲကွင်းတော့အချိန်နေအဲသတိထားမှာဖြစ်သလိုဆောနာကပန်တော်ကြီးကတော့တပုံတွေနောက်ဆုတ်သွားပြီသူတို့နောက်ဆုတ်သွားတဲ့အချိန်မှာသူတို့ရဲ့ ဒီပေါ်ဖော်မန့်ဆိုလို့ရှိရင်ကြာဆုံးများစွာနောက်ဆုတ်သွားတယ်ဖမ်းခေါ်သွားတဲ့9ယောက်ပါသွားတယ်သူတို့ဖမ်းအရင်ကဖမ်းထားတော့ကျွန်တော်တို့လက်ပြန်ကြုတ်တုပ်ပြီးဖမ်းလာတဲ့6ယောက်က3ယောက်ပြန်လွတ်လာတယ်အဲဒါတွေကိုတော့ကျွန်တော်အထူးကထားပြီးတော့အသိပေးချင်တယ်အဲ့တော့ပန်းတော်ကြီးကြပြီဆိုပြီးတော့ခုလူမျိုးပြောဆိုနေရတဲ့အားလုံးပေါ့နော်ဒါကျွန်တော်ဒီကာကနာနာသိခဲ့ရပါပြီပန်းတော်ကြီးလုံးဝလုံးဝမကြပါဘူးနော်မကြတဲ့ပြင်ကိုအေးနောက်ဆုတ်သွားရပါတယ်နော်အဲ့ဒါဆိုရင်တော့သိကြတယ်ပန်းတော်ကြီးက လုံးဝကြောက်သွားပါပြီเนาะဘာလို့လဲဆိုဒီကောင်ကလုံးဝလုံးဝမကြောက်ပါဘူးဆိုရင်ဒါပန်တော်ကြီးကကြောက်သွားပါပြီကျွန်တော်ကြားတော့ပန်တော်ကြီးဒီဒေါ်လာရေးလက်ထဲကိုရောက်တာတော်တော်ကြာသွားပါပြီเนาะ16ရက်နေတည်းကကျွန်တော်เนาะပန်တော်ကြီးရရထားတာเนาะဒီကောင်ကအခုထပ်ပြောတယ်လုံးဝလုံးဝမကြောက်ပါဘူးဆိုရင်ပန်တော်ဒီပန်တော်ကြီးလုံးဝလုံးဝကြောက်သွားပါပြီအဲ့တော့ data အဲ့ဒီ data ဒီကျွန်တော်တို့ ပန်းတော်ကြီးဒီရေကြီးပေါ့ရေကြီးဘက်ချမ်းပေါ့နော်ဟိုဘယ်လိုခေါ်မလဲကလေးမျက်နှာလေးမျက်နှာပေါ့လေးမျက်နှာပန်းတော်ကြီးကလေးမျက်နှာမှာရှိတာပေါ့နော်လေးမျက်နှာရဲ့မြို့နယ်ဖြစ်တယ်အဲ့ဒီတော့ကြောင့်မို့လို့အဲ့ဒီဘက်ချမ်းကဆာယဖရရဲ့အလုပ်လုပ်ပုံနော် တက်ရဲ့အလုတ်လုတ်ပုံပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီရဲရဲ့အလုတ်လုတ်ပုံတွေအားလုံးဟာလေအားရစရာမရှိဘဲနဲ့သူပြောစရာတွေဖြစ်နေပါဘူးအားရစရာကျွန်တော်အားရဖို့ကောင်းတယ်ပြောလို့ပြောမလို့လားလို့သူကပန်းတော်ကြီးပြန်ရပြီဆိုတော့အားရစရာလုံးဝမရှိဘူးအဲ့တော့ရဲကလည်းအဲ့ဒီမှာပေါ့ဗျာနော် AA ကို AAC ကိုဒိခါမရောက်သွားဘူးအတွက်ကိုအလုတ်လုတ်တဲ့နေရာမှာဘယ်တစ်ချိန်ဒီမှာပိတ်တယ်ဂိတ်ပိတ်တယ်ဆိုလို့ရှိရင်7နာရီလောက်မှသူတို့အလုတ်လုတ်တယ်လေအဲ့ဒီမတိုင်ခင်မှာ ခါတဲ့ရိတ်ခါထောက်ပံ့တဲ့သူတွေကအာရွာတွေကလည်းရိတ်ခါထောက်ပံ့မှုတွေကရောက်သွားကြတယ်ရဲတွေက၈နာရီလောက်ပေါ့သူတို့ကထားပြီးတော့ပိတ်တယ်သူတို့မပိတ်ခင်တည်းကရိတ်ခါပို့တဲ့သူတွေထောက်ပို့တွေကရောက်သွားပြီအဲ့ဒါရဲတွေကအားနေကြအဲ့တော့အဲ့လိုသွားတာတွေကိုဘသူတွေကမြင်တယ်လဲဆိုလို့ရှိရင်အဲဘယ်ကောင်လဲဆိုတော့ရွာဆိုတော့ဗျာနော်အတော်ရွာနီး60သူအကုန်လုံးကမြင်တယ်မြင်တဲ့ခါမှာသူတို့ကလည်းသတင်းမပို့ဘူးလားဆိုတော့ပို့တယ်သတင်းပို့တဲ့ခါမှာစာရဖောက်ပို့စာရဖောက်တွေကလည်းပါလဲဆိုလို့ရှိရင် သူတို့ကိုတင်းပို့လို့ရှိရင်ဘယ်သူကပို့လာလဲဆိုပြီးတော့လူဘာခေါ်ပြီးတော့နော်လူဘာခေါ်လဲဆိုတဲ့ခါကျတော့တင်းပို့ဘက်သူကမပို့ရတော့ဒါအစရဖတ်နော်လောက်တော့လောက်တော့ခုနေ့ဖြစ်လေဆိုတော့အဲ့လေမဒရေမမတော့ဘယ်သူပို့လဲဆိုတာခေါ်မေးရမှာလေခေါ်မေးမှာဟုတ်လားဘယ်သူဘယ်သူသွားလဲဒါခေါ်မေးရမှာလေဒါသူတို့တာဝန်လေမင်းကလေဟိုခေါ်မမေးပဲနဲ့ဟိုမှာသွားပို့တယ်ဆိုခါတော့ တိုက်သူပြောတဲ့ဇာတိုင်းမျိုးရှောက်လို့နေပေါက်ရရရှောက်ဖြစ်လို့မလုပ်လို့မလဲအဲ့တော့တရင်ပေးတဲ့လူကခေါ်ရမှာခေါ်ပြီးစစ်ဆေးရမှာဒါမှန်တယ်ဆာရဖားလည်းအချိုးမပြေเนาะအနောက်တစ်ခုရဲကလည်းအချိုးမပြေอืมနောက်တစ်ခက်တက်ဘယ်လိုခေါ်မလဲဆိုတော့ဒေသခံတွေကျွန်တော်တို့လူကြီးတွေပေါ့เนาะတော်တော်များများကလည်း ီထောက်ဖို့လုပ်ဖို့တွေမှာပူပေါင်းဆောင်ရွက်နေတာတွေဖျဲသီးတွေနောက်တစ်ခုကနီပိန်းတွေကျွန်တော်တို့ဒီစစ်ကိုခေါ်နေတော့သူတွေများနေတယ်နော်အဲ့ဒါကဒါပဲလို့ဆိုတော့မဟုတ်သေးဘူးကျွန်တော်တက်ကိုအခြေအနေကိုကြည့်လိုက်တဲ့ခါကျတော့လည်းတက်ကလည်းဟိုဘယ်လိုပါမလဲဆိုတော့စူပေါင်းဆက်ပေါင်းလောက်လာတာဟိုစူပေါင်းဆက်ပေါင်းဆိုတာမျိုးမိမိတက်ကြီးပဲလာတာမဟုတ်ဘူးပါစာတွေလာတယ်ဟဲ့လားပါစာဆိုတော့ပြည်သူစစ်ပူနံလေးတွေပါတယ်အချို့ဒီကလေယုံတက်တွေကပါမယ် ဟိုအလီဘာပေါ်တာအစွဲခံပြီးတော့စစ်ထဲရောက်သွားတယ်လူတလေးတွေပါတယ်အဲ့ဒါလေးပါထည့်ပြောလေးကမင်းကလည်းဟမ်စစ်ထဲမှဝင်ချင်းဝင်ချင်းနဲ့ရောက်လာတဲ့လူတွေပါတယ်ကဲဒါတတ်တရင်နေရာပါမယ်ဒီလူတွေအားလုံးပူပေါင်းပြီးဆောင်ရွက်တဲ့ခါကျတော့စူးစီးငင်းညမှုပိုင်းမှာအားနည်းမှုတွေသွားတွေ့နေရတယ်အောက်ခြေကိုလည်းအထက်ကစူး ငေါင်ငမ်းမှုတွေရှိသလိုအောက်ခြေနဲ့အထံမကျင်နတ်မှုတွေရှိတယ်ဆိုတော့အဲကျွန်တော်ကြားသိနေရတယ်ဒါတွေကလည်းပြင်ဆင်နေတယ်အဲ့တော့ဒါကဟိုကြားသိနေရတဲ့အခြေအနေပေါ့နော်အဲတော့ပြောတော့လည်းခုလက်ရှိဖြစ်နေတဲ့တက်နဲ့ကရင်ပြည်နယ်ကတက်ပြင်းပြင်းထန်တက်ဆိုလို့ရှိရင်ဒါကပူပေါင်းဆောင်ရွက်မှုအားကပါစတွေလည်းအလုပ်လုပ်တယ်အဲကောမဆိုတော့တကယ်တရင်တက်မှတွေလည်းအလုပ်လုပ်တယ်တကယ်ရာရှိရာရှိတွေကလည်းအောက်ခြေနဲ့ဆက်ဆံတဲ့အခါမှာပြင်းပြင်းငငရေးရေးလေးလည်းရှိတဲ့အခါကျတော့အားလုံးကအဆင်ပြေတယ်ဟုတ်လားအပေါ်ကိုရွတ်ချင်ချင်ခုခံမှုမှာအားကောင်းတယ် အာကောင်းတာမဟုတ်ဘူးအာကောင်းတာမဟုတ်ဘူးကိုင်နေပြီအခုကိုင်နေပြီဟုတ်လားအခုကိုင်နေပြီတော်တော်ကိုင်နေပြီနော်မေယူအောင်ယူအောင်ယူအောင်နော်အယူအောင်နေပြီကြည့်ရအောင်နော်အာကောင်းလုံးလို့အာကောင်းအာကောင်းတာမဟုတ်အာကောင်းလုံးလို့ဂိန်သွားတာဂိန်သွားတာအဲဘမော်လည်းဒီလိုပဲဘမော်ကအထက်ကစာဟုတ်အောက်ခြေတည်းကမိသားစုစိတ်တက်မှာတကယ်မိသားစုစိတ်တက်ဆိုတဲ့ခါကျတော့ဘမော်လည်းဒီလိုမျိုးပဲအာကောင်းတယ်နော်ဟို ။ဒါပေမဲ့တော့ AR တွေအခြေအနေကတော့စူပေါင်းဆက်ပေါင်းနဲ့အထက်နဲ့အောက်နဲ့ကြားထဲမှာနည်းနည်းလေးတွေကရောက်ကစားလေးတွေရှိနိုင်တယ်နော်အဲ့လိုမျိုးတွေကြားသိနေရတယ်ပေါ့ကျွန်တော်ဒါမှအတီးပြုလို့တော့မရဘူးဒါလေးတွေတော့စင်ကျင်စင်ကျင်တယ်အဲ့တော့အဓိကအတက်ရဲ့ပြဿနာကဘာလဲဆိုတဲ့ခါကျတော့အခုအခုလိုမျိုးပဲပန်ဒိုဂျီကိုဝင်လာတယ်ညာ၃တောင်ကျော်တော့နဲ့ဝင်လာတယ်ဝင်လာပြီးတော့အဲဘယ်လိုခေါ်မလဲဆိုတော့တက်ကရီယိုရှင်ကြောင့်တိုက်ထုတ်လိုက်တယ်ဟိုကောင်လေးနောက်ကြာဆုံးများစွာနဲ့ပြန်ဆုတ်သွားတယ်တော့ပေါ့ဆိုစစ်တက်ကနောက်ကလိုက်ရှင်းလာဆိုတော့လုံးဝမရှင်းပါဘူး ကျုံမြဲပြောနေတယ်လို့ပြောပြတော့ငါးပွက်ရငစာချတော့ငါးပွက်ရငစာချကျော်ဒီလောက်ပဲငါးပွက်ရငစာချတဲ့ view ပါပေါ့နော် Okay ပါဒါတော့ကျွန်တော်တို့ AI တိုင်းမှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေကျွန်တော်ရောက်ရှိ နေပြီဆိုတဲ့အတင်းပေါ့နော်ဒီတရင်ကလည်းကျွန်တော်ကြားတာကြားပါပြီပေါ့နော်တော်တော်ကြာပြီကျွန်တော်အခုတောင်ပိုင်းမှာလည်းကျွန်တော်တို့ အစယုံပြင်းပြင်းနဲ့ကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေအာတုံကွန်ဆိုင်နဲ့ကျွန်တော်တို့တိုက်ပွဲတွေပြင်းထန်နေတော့လေကျွန်တော်ပြည်ပပြည်သူများအကုန်လုံးပြင်းထဲမှာကြားသိရမှလို့ထင်ပါတယ်အကြက်ဘက်စစ်ကောင်စီဘက်ကတော့ထုံးစံတိုင်းပဲလေရင်ကိုတနေ့ဘယ်နဲ့ကြိမ်မှန်းမသိအခောက်ပေါင်းမရေတွက်နိုင်အောင် ခပန့်ခနာကျဲနေပါတယ်အခုဒီကောင်နေဒီလေရင်စီဝဲတဲ့ပတ်စံတွေကလည်းကျွန်တော်နိုင်ငံတကာနေပြီးတော့ဒီငလင်ဘေးတဲ့နဲ့ပြည်သူတွေကိုထောက်ပံ့မှုလှူထားတဲ့ပတ်စံတွေကနေပြီးတော့မလူတမ်းမဲ့နဲ့ပြည်သူတွေကိုမထောက်ပံ့မဲ့နဲ့ပြည်သူတွေကိုပြန်တက်ဖို့အတွက်အဲ့ဒီအလှူငွေတွေနဲ့ပြန်ဝယ်နေတယ်လို့ကျွန်တော်တို့ အတွင်းဖရဲဒီသတင်းပေါ့ဗျာကြားပါတယ်ပေါ့ဗျာနော်ဆိုတော့မကြခင်ဒီစစ်တပ်အမြင့်ပြတ်တော်မလားဆိုတာကျွန်တော်တို့ပိတ်ကားထက်မှစောင့်ကြည့်နေတဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲနားပြရတယ်ခင်ဗျာဟ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 ာ